ျွန်တော်ဒီနေ့ပေ20ပေ60ရှိပြီးတော့ master တကန် single တကန်ကိုမှ furniture အပြည့်စုံပါတယ်ဈေးတန်နေရာကောင်းတိုက်ခန်းလေးတကန်ထပ်မံရောင်းချပေးတော့ပါအောင်အခန်းလေးကိုမပြပေးခင်လေးမှာကျွန်တော် channel လေးနဲ့ကျွန်တော်ရဲ့ page လေးကို like and follow like and subscribe တော့ပြုတ်ဖို့လဲကျွန်တော်ဒီနေ့ကနေပြီးတော့ပြတာရဲ့ခံလို့ပါတယ်ဆိုတော့ကျွန်တော်ဒီကအခန်းလေးကိုသွားပြီးတော့ကြည့်လိုက်ရအောင်ခင်ဗျာ ကဲရောက်ပါပြီဗျာသူကအခန်းလေးကတော့ဝရဏာနေဝင်ရတဲ့အခန်းမျိုးလေးပေါ့နော်ဆိုတော့ဝရဏာလည်းကျေကျုံရှိပါတယ်โอเคကျွန်တော်အခန်းထဲဝင်ကြည့်လိုက်မယ်အခန်းထဲကျွန်တော်ဝင်ဝင်ချင်းမှာဘာခံစားမိလဲဆိုတော့သူကအာ living ကိုတော်တော်ကျဲကျဲယူထားတယ်ဆိုတော့ခံစားမိတယ်သူနောက်ပြီးတော့သူက parking လည်းခင်းထားပြီးသားပေါ့နော်ပြတော့ဒီမှာရှိတဲ့စတီကုံတွေကလည်းသူကရောင်းတဲ့ခါမှာခါးရဲထားခဲ့ပြီးမှဖြစ်ပါတယ်။လျှောက်လန်းလေးကလည်းတော်တော်ကိုကျဲတယ်။ဒီမှာအိခန်နကန်ဒီမှာအိခန်နကန်စုစုပေါင်းအိခန်နကန်ပါမယ်။ ဒီဟာလေးကတော့ single back brown လေးပေါ့နော်ဆိုတော့အာတယောက်ရေခန်းလေးဖြစ်ပါတယ်နောက်ပြီးတော့သူကလေဘေးတိုက်မရှိတော့လေဘေးတကတိုက်ကလုံးချင်းဆိုတော့လေအာအလင်းအောင်တော်တော်ကောင်းနေဗျဟုတ်ပြီဘေးကလမ်းကြည့်မယ်ဆိုရင်ဒီကျွန်တော်ဒီသူ့နန္ဒာလမ်းမကြီးကိုလမ်းမြင်နေရတာပေါ့နော်ဆိုတော့ရှောက်လမ်းလေးကလည်းတော်တော်ကိုကျဲတယ်ဒါကတော့ master bedroom ဖြစ်ပါတယ်သူက furniture ပစ္စည်းအားလုံးထားခဲ့ပြီးမှဖြစ်ပါတယ်ဒီဘက်ကနော်ဗီဒီယိုတွေရောဂဒိန်တွေရောမှုရာတွေရောနောက်ပြီးတော့ TV တွေရောဗျာမန်တင်ကုန်တွေရောဆိုတော့ဒါကတော့ Master Baron တွေဖြစ်ပါတယ်ဆိုတော့ Master Baron နဲ့လုံးဝသူကပြင်ဆင်ထားပြီးသားကြွေပြတွေကိုကတ်ထားပြီးသားဖြစ်ပါတယ်ဆိုတော့ပြင်ထားတဲ့ပုံစံနဲ့တကယ်ကို Bonnice ပုံစံပြင်ထားရဲဆိုတော့လည်းခံစားမိပါတယ်နောက်ပြီးတော့ဒီမှာ Aircon Aircon ဆိုလည်းအစ်စ်ပဲဗျာလုံးဝအစ်စ်ဆက်ဆက်ဖြစ်ပါတယ်ဆိုတော့ okay တော့ကျွန်တော်ချက်သဘောကျတာဘေးတိုက်မရှိတော့အရန်သဘောကျတယ်ပေါ့နော်ဒါတော့အင်ရှင်မတွေရဲ့မိဖို့ကန်လေးဖြစ်ပါတယ် တမီဘုတ်ကမှာဆိုလဲရေကက်တက်တာထမင်းစားစပွဲเนาะကျွန်တော် kitchen cabinet နေအဝတ်ရှော့ဆက်တွေအကုန်လုံးထားခဲ့ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဈေးရန်လေးနဲ့ဗျာဒီ furniture တွေပါပါပြီးသားဆိုတော့တန်တယ်လို့ပြောလို့ရပါတယ်ဒါတော့ emergency exit ပေါ့เนาะဒါ emergency exit ဖြစ်ပါတယ်အရေးပေါ်ထပ်ပေါက်ဖြစ်ပါတယ်ဆိုတော့ဒါရေချိုးကန်းကတော့နှစ်စုံပါတယ်ပေါ့เนาะဒီမှာရေချိုးကန်းနှစ်စုံပါပါတယ်ဒါရေချိုးကန်းအင်တာနောက်တစ်စုံဖြစ်ပါတယ်ဆိုတော့ဒီဘုကံလေးတော်တော်ကိုလှတယ် နောက်ပြီးကြောက်တစ်ခုထပ်ပြပေးမယ်။ तू ကလေဒီနောက်ကအာမီတာဝရီလမ်းမကြီးပေါ့နော်။မီတာဝရီလမ်းမကြီးတရားရှိရလမ်းမြင်နေရမီတာဝရီလမ်းမကြီးဖြစ်ပါတယ်။အဲမီတာဝရီလမ်းမကြီးရဲ့ကြော့ကက်ပေါ့နော်။ဆိုတော့လမ်းဝင်လမ်းထွက်အရန်ကိုတာပါတယ်။ပြီးတော့လမ်းမကြီးကလည်းဝင်လိုက်မယ်ဆိုရင်လည်းအတွင်းလမ်းကျအတွင်းလမ်းကျတစ်စ်ချိုးလေးပေါ့နော်။ဆိုတော့နေရာလေးတော်တော်ကောင်းပါတယ်။အော်ပြီးတော့နောက်ပြီးတော့မီးဘုတ်ကန်ထဲမှာပဲဘရင်းမောက်ကနှစ်ပေါက်လောက်ပါတော့လीအကယ်၍မီးဘုတ်ကန်မှာဟိုဟင်းပြီးပါချက်လို့အညော်ပြီးပါလောက်ချင်နေဆိုရင်လည်း ဟိုလေဝင်လေထွက်ကောင်းတယ်ပေါ့ဗျာဟိုအင်တီးရီးယားဒီဇိုင်နာနဲ့စိတ်ကြိုက်ပြင်ထားတဲ့အခန်းလေးပေါ့နော်ဆိုတော့တော်တော်ကိုလှပါတယ်ဆိုတော့ဝယ်ယူသူအတွက်ကတော့တကယ်ကိုတန်တဲ့အခန်းလေးလို့ပြောရင်မမားပါဘူးဗျာအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုအဆုံးကြည့်ရှုပေးပါခင်ဗျာโอเคအခန်းလေးကိုကြည့်ပြီးဆိုတော့ကျွန်တော်ဇီးလုံးလေးပြောပါတော့မယ်ဇီးလုံးလေးပြောခင်မှာဒီခန်းလေးရဲ့အတီလီယာကမြောက်ကလပါမြို့နယ်မှာတည်ရှိပါတယ်အလွာလေးက၅လွာလေးဖြစ်ပါတယ် ဆိုတော့ PHA က P20 P60 ပေါ့နော်။သူပြောမယ်ဆိုရင် P40 P60 ပေါ်မှာသူရင်ခွဲစောက်လာလာဖြစ်တဲ့အတွက်ဆက်ရှိပြီးခွဲတော့ကို P50 နဲ့၄ပြီရှိပါတယ်။ဆိုတော့အခန်းစုစုပေါင်း master တခန်း single တခန်းပါပါတယ်ဆိုတော့ပြင်ဆင်ထားတာကလည်းတကယ့်ကို modernize ပုံစံပြင်ဆင်ထားရဆိုတော့တွေ့ကြရပါနောက်ပြီးတော့အခန်းလေးက luminator နည်းနည်းကြာသွားပြီပေါ့နော်ဆိုတော့အနေငယ်ဖုံလေးတက်နေရဆိုတော့တွေ့ကြရတယ်အနေငယ်တက်ရှေးလုံးလိုက်တော့တော့ကိုလှသွားမဲ့အခန်းလေးဆိုတော့လည်းကျွန်တော် မြင်မိပါတယ်ပြီးတော့ furniture တွေတော်တော်များများထားခဲ့ပြီးမှဖြစ်ပါတယ်ဒါပေမဲ့ဒီ single barrel ထဲမှာရှိတဲ့ piano တို့ guitar တို့တော့ထားခဲ့ပြီးမှမဟုတ်ပါဘူးဆိုတော့အထူးပြင်ကျေးဇူးတင်ပါတယ်ဆာရက်ဆာရက်အချုပ်ချင်းလုံးဝမရှိပါဘူးကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ဝယ်ပြီးရတဲ့ခန်းလေးဖြစ်ပါတယ်အလွာလေးကငါးလွာလေးဖြစ်ပါတယ်အထူးပြင်ကျေးဇူးတင်ပါတယ်ဒီခန်းလေးရဲ့ဈေးနှုန်းကတော့3300ရဲ့မှာ60ဖြစ်ပါတယ်ညီနိုင်ပြပါမယ်ကျွန်တော်မိသားစုကျွန်တော်ကညီနိုင်ပေးပါအောင်မယ်အထူးပြင်ကျေးဇူးတင်ပါတယ်ဒီခန်းလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်မံသိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်3996ရှိရှိတို့ညာတို့ကို ဖုန်းခေါ်ရလဲမင်းမြန်းစုံစမ်းနိုင်ပါသေးတယ်။အထူးကျေးဇူးတင်ပါတယ်။ဒီနေ့ကျွန်တော်ဗီဒီယိုလိုက်ပါကြည့်ရှုပေးရတူးချင်းစီရောက်ချင်းစီတိုင်းပေါ်မှာငွေနဲ့လုံးဝလုံးဝဝယ်လို့မရတယ်။ကျမ်းမာခြင်းကြော်ရွှင်ခြင်းနေသက်ခြင်းတက်ရောက်ပါစေ။